မင်္ဂလာပါရှင်ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်တည်များကိုတင်ဆက်ပေးပါမယ်ပထမအဆုံးနိုင်ရီကန်ရှာပြည်နယ်ခမောက်တောင်ကုန်းကိုအီအီနဲ့ပူပေါင်းတက်ဆက်လက်ထိုးစစ်ဆင်တဲ့တင်ကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းငပေးမျိုးနယ်ရှိနေရီကံပြူဟာကုန်းကိုအာရခတက်တော်အီနဲ့မဟာမိတ်ပူပေါင်းတက်များကတင်ပန်ရရှိပြီးနောက်ခမောက်တောင်ကုန်းကိုဆက်လက်ထိုးစစ်ဆင်နေကြောင်းသိရပါဗျ အော်တိုဘာလ12ရက်ကနေရီကံပြူဟာကုန်းကိုရရှိခဲ့ခြင်းဖြစ်ပြီးရင်းပြူဟာကုန်းနဲ့သုံးမိုင်ကျော်ကွာအမ်ဘရန်လမ်းဘေး၌တည်ရှိတဲ့ခမောက်တောင်ကုန်းမှာယနေ့အော်တိုဘာ15ရက်မွန်လွဲပိုင်းထိတိုက်ပွဲဖြစ်ပွားနေကြောင်းစုံစမ်းသိရှိရပါတယ်။ခမောက်တောင်ကနေရီကံပင်မကုန်းပြီးရင်ဗရန်ဘတ်ကိုဆက်ဆင်းတဲ့လမ်းပိုင်းရဲ့ပြူဟာကျတဲ့ကုန်းမှာခမောက်တောင်ကိုအပြီးတိုက်ရပြီးမှပဲနေရီကံပင်မကုန်းကစိတ်ချရမှာဟုငဖဲမျိုးနယ်ရှိစီးရီတရင်ရှင်မြက်ကပြောပါတယ်။ မောက်တောင်ကုန်းမှာစစ်သားအင်အား150မှ200ခန့်ထိရှိနိုင်ကြောင်း၎င်းကပြောပါရယ်။ နိုင်ငံမကြခင်ကတော့နိုင်ငံကိုခမောက်တောင်ကနေလက်နက်ကြီးဖြစ်ကိုပေးရတာရန်သူဘက်ကတောင်လျှောက်စစ်ကိုပို့ပေးနေတယ်ဝိုင်းတွဲနဲ့လည်းဖြစ်ကိုပေးနေတယ်ခုထိတိုက်ပွဲဖြစ်နေသေးပါဟုရင်းကယနေ့မွန်းလွဲ၃နာရီမှပြောပါတယ်နိုင်ငံပြူဟာကုန်းကြပြီးနောက်စစ်သားများလည်းကစင်ကရားထွက်ပြေးနေကြကြောင်းသိရပါတယ်နိုင်ငံပြူဟာကုန်းကို2025ခုနှစ်ဖေဖော်ဝါရီလမှစ၍အင်းအင်းနဲ့မဟာမိတ်ပူးပေါင်းတောက်ခွဲများကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။နိုင်ငံပြူဟာကုန်းကိုတင်ပိုက်နိုင်သည့်အခြေအနေနဲ့ဆက်လင်း၍အာရခ ားတက်တော် AA ကတရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့မင်္ဂလာတုံမြို့နယ်တွင်စစ်တပ်၏တရားမဝင်ရွေးကောက်ပွဲကိုပအဝင်လုဆောင်နေသောကျန်းဖွတ်ရုံကိုဖောက်ခွဲတိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်တွင်အကျန်းဖက်စစ်တပ်၏တရားမဝင်ရွေးကောက်ပွဲကိုပအဝင်လုဆောင်နေသောချမ်းဖို့ရုံကိုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမီဝိုင်း၏အဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါရယ်ယနေ့အောက်တိုဘာလ15ရက်မနက်9:00နာရီခွဲ 9နာရီ10မိနစ်ခန့်မှာမင်္ဂလာတုံမြို့နယ်ရှိကျန်းဖော့ပါတီယုံကိုတွန်းလိုက်ရေးတက်ဖွဲ့များကပြင်းအားမြင့်မိုင်းတလုံးလက်ပြဘုံနှလုံးတို့ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုတွင်ပြင်းမှတ်ကိုထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီးထိခိုက်မှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တွန်းလိုက်ရေးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။ ျွန်တော်တို့ကတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အရာတွေလှုပ်ဆောင်နေတဲ့ဘဲပါတီဘဲလူပုတ်ကိုမစုံအလုံးကိုတိုက်ခိုက်သွားမှာပါမဲဆွယ်စည်းရုံးရေးစင်ကြောင်းမဲ့အမတ်လောင်းများလည်းတတိကြီးကြီးထားကြဖို့အတိပေးလိုပါတယ်ရွေးကောက်ပွဲအတွက်အတက်တွေရောလှုပ်ဆောင်နေတဲ့ကောင်တွေစိရင်အသေးစိတ်ပြုစုထားတယ်တစ်ချိန်မဟုတ်တစ်ချိန်လုပ်နေတဲ့မင်းတို့တွေစီကိုကျွန်တော်တို့အရောက်လာမယ်ဆိုတာသတင်းပါကြမှာတယ်ပြည်သူတွေကိုလည်းတရားမဝင်ရွေးကောက်ပွဲကိုနိုင်တဲ့နေရာကနေဆန့်ကျင်ကြဖို့ပြောကြမှာတယ်ဟုရန်ကုန်အာမီဝိုင်းဖွဲ့မှတာဝန်ရှိသူကဆိုပါတယ် အကျန်းဖက်စစ်ကောင်စီနဲ့ပတ်သက်သောပြစ်မှတ်များအကျန်းဖက်စစ်ကောင်စီပြုလုပ်မည့်တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လုက္ကိုင်းနေကြသောသူများကိုဆက်လက်၍ပြင်းထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းထို့တိုက်ခိုက်မှုကိုရန်ကုန်အာမေဝိုင်းနှင့်နောက်ပိုင်းခေပကာဖာရူကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် အာဆီယံအနေဖြင့်မြန်မာစစ်အုပ်စု၏ရွေးကောက်ပွဲကိုပြက်ပြက်သားသားညင်းပယ်ရန်မလေးရှားနှင့်ထိုင်းနိုင်ငံသား၏ဝင်ကြီးဟောင်း၂ဦးနှင့်မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM ကတိုက်တွန်းတဲ့တဲ့ရင်ကို တင်ဆက်ပေးပါမယ်။ အာဆီယံအနေဖြင့်မြန်မာစစ်အုပ်စု၏ရွေးကောက်ပွဲကိုပြည့်ပြည့်သက်သာညှင်းပယ်ရန်မလေးရှားနှင့်ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းနှုတ်ဦးနှင့်မြန်မာနိုင်ငံဆိုင်ရာထူးချံပေးကောင်စီ SACM ကယနေ့ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။အဆိုပါကြေညာချက်ကိုမလေးရှားနိုင်ငံခြားရေးဝန်ကြီးဒွဂိုဆရီမဟာမနဲ့ ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့ကမြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM အဖွဲ့ဝင်၃ဦးနဲ့အတူထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးယခုအောက်တိုဘာလအတွင်းမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်မယ့်58ကျင်းမြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာစေယုတ်စု၏အထူးရောင်ရွေးကောက်ပွဲကိုပြည့်ပြည့်တသားညင်းပယ်ရန်မြန်မာနိုင်ငံပေါ်မဟာဗျူဟာများပြန်လည်တုံ့သက်တက်မှတ်ရန်တောင်းဆိုလိုက်ခြင်းဖြစ်ပါသည် အောက်တိုဘာ9ရက်နေ့မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟဆန်၏နေပြည်တော်ခီးစဉ်တွင်မြန်မာနိုင်ငံတွင်ကျင်းပမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍လွတ်လပ်တရားမျှတမှုပွင့်လင်းမြင်သာမှုနှင့်ယုံကြည်စိတ်ချရသောလုပ်ငန်းစဉ်များအတွက်အနိုင်ဆုံးဆန္ဒများကိုချမှတ်ခဲ့ပြီးနိုင်ငံတော်ဝန်ကျင်းပတဲ့ကြောင်းနိုင်ငံရေးပါတီများအားလုံးကပါဝင်ဆောင်ရွက်တဲ့ကြောင်းစေယုပ်စုကိုတိုက်တွန်းခဲ့ပါသည်။ မလေးရှားနိုင်ငံခြားဝင်ကြီးထုတ်ဖော်ပြောဆိုခဲ့သောဆန်သမတ်ချက်များနဲ့ဇေယုစုကဒီဇင်ဘာ28ရက်နေ့တွင်စတင်ရန်စီစဉ်ထားသောရွေးကောက်ပွဲကမကိုက်ညီသဖြင့်အာဆီယံကဇေယုစု၏ရွေးကောက်ပွဲကိုပြက်ပြက်တတပေးချရမည်ဖြစ်ကြောင်းအကယ်၍အာဆီယံဇေယုစု၏ရွေးကောက်ပွဲကိုမပေးချလျင်မြန်မာပြည်သူများပေါ်တစ်ဆာဖောက်လိုက်ခြင်းဖြစ်ပြီးဒေတာရင်းမှရက်ဆက်ကြမ်းကြုတ်သောဆရာနာရှင်ကိုဆုချခြင်းဖြစ်လိမ့်မည်ဟုတရိပ်ပေးပါသည် ဆေယုစုကမလေးရှားနိုင်ငံသားဝင်ကြီးခီးစင်ကိုလိန်လယ်ဝါရဖြန့်ခဲ့ပြီးအာဆီယံကမြန်မာနိုင်ငံသို့ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များဆင်းလွမည်ဟုကြေပြုခဲ့သည့်ဝါရဖြန့်ပြောင်းပြောင်းတင်းတင်းလိန်လယ်ခြင်းမှာတရားဝင်မှုရရှိရေးချုပ်ပန်းမှုတရက်ဖြစ်ကြောင်းထောက်ပြထားပါသည်။ မြန်မာစေယုံစုကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရန်ပြက်ကွက်ခဲ့မှုမှာအာဆီယံ၏ကြာရှုံးမှုဖြင့်ဝန်ခံရမည်ဖြစ်ပြီးဒေတာရင်းနိုင်ငံများအကြားနိုင်ငံဖြတ်ကျော်ရာဆုံးမှုများတိုးပွားလာစေခြင်းအဖွဲ့ဝင်နိုင်ငံများအကြားအနာဂတ်ဆက်အာဏာသိမ်းမှုဖြစ်လာစေရန် ခွင့်ပြုစေတဲ့ကဲ့သို့ဖြစ်ခြင်းတီတူထောင်ချီတက်ပြတ်ခြင်းကိုလစ်လူရှုခြင်းနဲ့အာဆီယံနေဖြင့်မိမိဖွဲ့တွင်အရေးကြီးသောဆုံးဖြတ်မှုများကိုဥဆောင်ထိန်ချုပ်ရန် အင်အားနဲ့ဩစာမရှိတော့ခြင်းများဖြစ်ပေါ်စေကြောင်းထောက်ပြထားပါရယ်အာနာသိန်းအုတ်ချုပ်ရည်အကျန်းဖတ်မှုများအမြင့်ဆုံးဆင့်ကိုရောက်ရှိလာချိန်မှာအထူးရောင်ရွေးကောက်ပွဲမှာလည်းနီးကပ်လာနေသောကြောင့်အာဆီယံအဖွဲ့အစည်းဖြင့်လှုပ်ဆောင်နိုင်သည့်နောက်ဆုံးအခွင့်အရေးတစ်ခုပဲကျန်ရှိတော့ကြောင်းပထမဦးစွာအာဆီယံသည်စစ်တပ်၏အထူးရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းပြည့်ပြည့်တတ်တာရှင်းရှင်းလင်းလင်းပြောကြားသင့်ပြီး ၎င်းတွင်ပါဝင်ပတ်သက်ခြင်းမရှိရနှင့်ရွေးကောက်ဝယ်ရလက်ကိုပေးချရမည်ဖြစ်ကြောင်းစစ်မှန်ပြီးအလုံးပါဝင်နိုင်သောငြင်းချမ်းရေးသဘောတူညီချက်ကိုရရှိရန်နိုင်ငံ၏အကျဉ်းသားများအလုံးလှုပ်ပေးရန်တရားဝင်နိုင်ငံ၏ပါတီများပါဝင်နိုင်ရန်တိုက်ပွဲများရပ်ဆိုင်ရန်နိုင်ငံတကာစောင့်ကြည့်လေ့လာရေးဖွဲ့များလာရောက်နိုင်မှသာလျင်စစ်မှန်ပြီးယုံကြည်စိတ်ချရသောတနိုင်ငံလုံးအတိုင်းအတာဖြင့်ရေကောက်ပွဲများကိုမြန်မာနိုင်ငံတွင်ကျင်းပရန်ဖြစ်ကြောင်းထောက်ပြထားပါသည်။ ထို့အပြင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုမြန်မာစစ်တပ်ကအကောင့်ထဲမဖော်ရန်နဲ့မြန်မာစစ်တပ်ကိုရှုံချမှုမှကင်းလွတ်ခွင့်မပေးရန်တင်းကြပ်ရမည်ဖြစ်ကြောင်းစစ်တပ်ကိုစလဲများနဲ့စစ်တပ်ကောင်ဆောင်များကိုအာဆီယံစည်းဝေးတိုင်းမှာပိတ်ပင်မှုများတိုးချဲ့ရန်လည်းတိုက်တွန်းထားပါသည်။ တတိယအနေဖြင့်အာဆီယံကမြန်မာနိုင်ငံပေါ်ရှင်းလင်းပြတ်သားသောနောက်ဆုံးဂိမ်းဖြစ်သည့်မဟာဗျူဟာတတိယကိုစတင်ရန်၄၈ကြိမ်မြောက်ထိပ်သီးစည်းဝေးကိုအသုံးပြုရမည်ဖြစ်ပြီးလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနှင့် အနာဂတ်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်တို့ကအာဆီယံအထူးတန်တမန် အတူအာဆီယံ၏အရေးယူဆောင်ရွက်မှုများပါဝင်တဲ့မူဝါဒများကိုချမှတ်ရမည်ဖြစ်ကြောင်းတိုက်တွန်းထားပါရယ်အထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နိုင်ငံ၏အကျဉ်းသားများအလုံးချက်ချင်းပြန်လွတ်ပေးရေးအာဆီယံနှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကထောက်ခံအားပေးပြီးတိုင်းနိုင်ငံလုံးအပြစ်ခက်ရစေးမှုကိုနိုင်ငံတကာမှစောင့်ကြည့်လေ့လာသူများမှစောင့်ကြည့်နေသည့်တိုက်ခိုက်မှုအလုံးကိုချက်ချင်းရပ်နိုင်ရန်တပ်တမန်ရေးရာကြိုးပမ်းမှုများကိုအရှိန်မြှင့်ဆောင်ရွက်ရန်တို့ပါဝင်ကြောင်းသိရပါရယ် နောက်နေ့မြန်မာမြင်ကွင်းရပါဦးမလားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေအောင်လိုက်တီရောက်လျာတွင်လျက်စည်ရထောင်ဆွဲမီစီးပွားရေးဥမော့လာနေပြီးအစာရှိသည်တို့ကိုတောင်းဆင်ရေးမရလျှောက်ပြောနေခြင်းသည်အကြောင်းမေတော့မဟုတ်၎င်းတို့သည်တိုင်းပြည်ကိုရေရှည်အုပ်ချုပ်သွားမည်လူများဖြစ်ကြောင်းယခုလိုခုခံနေကြခြင်းသည်အချင်းနီးသာဖြစ်လာမည်ကိုဆိုလိုကလူလူဟာစိတ်တက်ရေရာတိုက်စစ်ဆင်းနေခြင်းသာဖြစ်ပါ၏၎င်း၏စကားများသည်အဆက်မပါသောတကြံအမြောင်မှန်းကိုကောင်းစွာသိရှိထားသူဖြစ်တော်လဲအရေးကြီးသည်ကစိတ်တက်ရေရာတိုက်ပွဲဆင်နွှဲခြင်းများသာဖြစ်ပြီးတိုင်းပြည်သည်နိုင်ငံခြားမီဒီယာများပြောသည် ဖိရင်းစစ်ဖြစ်နေခြင်းမဟုတ်ဂျိုကြာဂျိုကြာဆန့်ကျင်မှုများလောက်သာသိစေခြင်းနေပါတယ်တချို့ကလည်းသူဤတိုက်ွက်တဲ့ငိုင်းစင်းသွားပြီးစိတ်ထက်ကြောက်ခြင်းနေတယ်လို့ဖြစ်လာနေကြပါတယ်အလွယ်လေးပင်စဉ်းစားရရပါတယ်